ဘသူတွေထိုးရမှာလဲဘသူတွေဥစားပြပြထိုးရမှာလဲဆိုလို့ရှိရင်အသက်၈နှစ်အထက်ကလေးတွေဆိုလို့ရှိရင်ခရစ်တာတော့ထိုးဖို့တိုက်တွန်းချင်ပါနောက်ပြီးလို့ရှိရင်အသက်အရန်ကြီးတဲ့လူတွေပေါ့နော်လူကြီးတွေရှိမယ်ဆိုလို့ရှိရင်ထိုးသင့်ပါတယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်ရဲ့ခုခံအားစစင်းတဲ့ယောစစင်းနေတတ်တဲ့အခြေအနေတွေဖြစ်တယ်စီးချိုယောဂါတို့နော် TB ယောဂါတို့ရှိတတ်မယ်နောက်အနာတရှိအသေးယောဂါတွေကြောက်ကက်ယောဂါတွေရှိမယ်နောက်ပြီးလို့ရှိရင်တခြားအဲ ကိုဆက်ယောဂပိုးတွေရှိနေမယ်ဆိုလို့ရှိရင်တော့ပေစာပေါက်ထိုးကိုထိုးထားတင်ပါတယ်။ဗီဒီယိုလေးမစခင်မှာခရစ်စတာတို့ရဲ့ဒီတင်ဆက်ပေးနေတဲ့ကျမရေးဆိုင်ရအချက်လက်တွေကိုသဘောကျတယ်၊နှစ်သက်တယ်၊အများပြည်သူတွေအကျိုးရှိတယ်ဆိုလို့ရှိရင်ခရစ်စတာတို့ရဲ့ Facebook Channel လေးကို support လုပ်တဲ့အနေနဲ့ဒီ Facebook မှာရော TikTok နဲ့ YouTube မှာပါ follow လေးလုပ်ပေးပါ like and share လေးလုပ်ပေးပါလို့တောင်းဆိုပြရစီရှင်။ဘာဖြစ်လို့လဲဆိုသူတို့စီမှာငကိုပဲကခုခံအားစာစင်းနေပြီဒါလေ။ဆိုတော့နောက်ထပ်ဒီ flu လိုမျိုးတုတ်ခွေးယောဂါပိုထောက်ဝင်လာမယ်ဆိုလို့ရှင်သူတို့အတွက်ကျန်းမာရေးကပိုပြီးဆိုးသွားမှာဖြစ်တယ်။အတွက်ကြောင့်မို့လို့ဒီလူတွေမှာတော့မဖြစ်မနေထိုးထားရပါမယ်။နောက်တစ်ခုလူတွေမှတ်ယူမှု မှားနေတဲ့ဟာလေးတခုကိုပြစောပြောပြပေးချင်ပါတယ်အဲ့ဒါတော့ဗာလဲဆိုကိုဝင်ဆောင်မှာကိုဝင်ဆောင်ဆိုလို့ရှိရင်ဒီဖလူကာကွယ်ဆေးထိုးလို့မရဘူးထိုးသင့်ဘူးတတိသားကိုထိခိုက်တယ်ဆိုပြီးတော့အမှတ်မှားကြတာလေးတွေလည်းခရစ်စတန်မကြခဏကြားရပါတယ်အဲ့ဒါမဟုတ်ဘူးเนาะကိုဝင်ဆောင်မှာဆိုလို့ရှိရင်ပိုလို့တောင်မှထိုးပေးတယ်ဒါဆိုလို့ရှိရင်ဒီကိုဝင်ဆောင်မှာဖလူဖြစ် တာကိုကာကွယ်ပေးတဲ့အပြင်တကွေရောကမဖြစ်အောင်ကာကွယ်ပေးတဲ့အပြင်မွေးလာတဲ့ခလေးလေးပေါ့နော်သူဆိုလို့ရှိရင်လေလာပေါင်းများတော်တော်ကြကြအထိကိုသူ့မှာတကွေရောကမဖြစ်အောင်ကာကွယ်ပေးနိုင်တာကိုတွေ့ရှိရပါတယ်ဒါကြောင့်မို့လို့ဒေဇာပေါက်ထိုးထားပေးတင်ပါတယ်ဟုတ်ပြီအဲ့တော့ထိုးမယ်ပေါ့ထိုးမယ်ဆိုဘယ်လိုထိုးရမှာလဲဘယ်နှလုံးထိုးရမှာလဲဆိုတော့ခလေးစသောပြောသလိုမျိုးခလေးတွေပေါ့နော်ဒီရှင်းနှစ်အထိရွယ်ခလေးဆိုလို့ရှိရင်ပထမဦးဆုံးဆဆပြီးတော့ထိုးတဲ့အချိန်မှာ တစ်လုံးထိုးမယ်ပြီးရင်လေးဘတ်ချားမယ်နောက်တစ်လုံးထိုးမယ်နောက်ထပ်ထပ်ထိုးစရာမလိုတော့ဘဲနဲ့နောက်တစ်နှစ်ပြည့်တော့မှသာလျှင်နှစ်တိုင်းတစ်လုံးတစ်လုံးထိုးပြီးသွားရင်ရပါပြီဒါပေမဲ့လူကြီးဆိုလို့ရှိရင်တော့စောစောပြောရရှင်းနှစ်ရက်အထက်ဖြစ်သွားပြီဆိုလို့ရှိရင်တော့တစ်နှစ်ကိုတစ်ချိန်တစ်လုံးတစ်လုံးထိုးပြီးရပါပြီ ဒါကဒီလက်ရှိ WHO နဲ့ CDC ကနေပြီးတော့သတ်မှတ်ထားတယ်ဒီတကွေးရောဂါကာကွယ်ဆေးထိုးရမယ်ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတိုင်းထိုးစားပေးမယ်ဆိုလို့ရှိရင်တော့အဲတကွေးရောဂါကိုကာကွယ်ပေးနိုင်